အနာဂတ်မှာ credit card အစားထိုးဖြစ်လာနိုင်တဲ့ pay fine project တစ်ခုအကြောင်းဒီ project ရဲ့အကြောင်းကိုရောဒီ project ရဲ့ token ကို Binance Launch ပူပန်နေပြီးတော့ဘယ်လိုမျိုး free ယူလို့ရမလဲဆိုတာတွေကိုဒီ video မှာပြပြပေးထားပါတယ် Homa Finance ဆိုတာကကြတော့ Solana blockchain ပေါ်မှာတိစောက်ထားတဲ့ crypto payment financing network ဒါမှမဟုတ် DeFi တစ်ခုပါထူးခြားတဲ့အပိုင်းကဘာလဲဆိုတော့တခြား DeFi platform အများစုလိုမျိုး crypto ကိုပဲအပောင်ပစ္စည်းအနေနဲ့သုံးတာမျိုးမဟုတ်ဘဲနဲ့ Homa ကတကယ်လက်တွေ့ပေါ်ကဝင်ွေ real world income ပေါ်မှာမူတည်ပြီးတော့ပတ်စံကြိုးရှိလို့ရတာကိုလုပ်ပေးထားပါတယ်ဒါကအသာမန် credit card တင်တဲ့အတူတူပဲဆိုပေမဲ့မတူရာကရှိပါတယ် အဲ့ဒါကြတော့တောင်ပန် credit card တွေလိုမျိုးစောင့်ဆိုင်းစရာမလိုဘဲနဲ့အခုလိုရှင်နေဆိုလို့ရှိရင်အခုထုတ်ပြီးတော့သုံးရတာဖြစ်ပါတယ်။အဲ့လိုလို့ဖို့အတွက်ကိုယ့်ရဲ့လစာဝင်ငွေပေးချက်နဲ့ရရှိဖို့ရှိတဲ့ဝင်ငွေ future income တွေကိုတက်တည်အထောက်အထားနဲ့ပြလိုက်ရုံမှာပဲ။ဒါရဲကြောင့်ပဲဒီ project ကတောင်ပန် credit card system တွေထပ်ပို့ပြီးတော့ကောင်းနေရဖြစ်ပါတယ်။ ပြီးတော့ဒီ project ရဲ့ native token ဖြစ်တဲ့ Huma token ကကြတော့ Huma Finance စနစ်ကိုလည်းဖက်စီရဲ့ token ဖြစ်ပါတယ် platform အတွက်လောင်းဆောင်လို့တပေါ်မျိုးပဲပေါ့ဆိုတော့သူကဘာတွေသုံးလို့ရလဲဆိုလို့ရှိရင် governance ဘိုင်းအတွက်သုံးလို့ရတယ် reward တွေပေးရအနေနဲ့သုံးလို့ရတယ်ပြီးတော့ access and fees တွေအတွက်ကိုသုံးလို့ရတာဖြစ်ပါတယ် ဟိုမာတုတ်ကရဲ့ဒုက္ကနောမိတ်ကကြတော့ Twitter supply အနေနဲ့စုစုပေါင်း1 billion ရှိပါတယ်။ပြီးတော့ Indonesia circulating supply ကကြတော့18.33ရာခိုင်နှုန်းရှိပါတယ်။ allocation ကကြတော့ Binance နဲ့ထိစပ်ဖို့ dual launch full extra တမာရီအတွက်5%ပေးထားပါတယ်။အစောပိုင်းယင်းနှိမ့်နှံသူတွေအတွက်ကတော့20.6%နဲ့ဟိုမာတင်အတွက်ကတော့19.3%ကိုပေးထားပါတယ်။ဆိုတော့ဒီ token ကို Binance Slash ဘူးကနေပြီးတော့ဘယ်လိုမျိုး free ယူလို့ရမလဲဆိုတော့ဆက်ပြောပြပါမယ်။ ီတောက်ကဆို Binance ကနေပြော်ရဖို့အတွက်ဆိုလို့ရှိရင် Launch Pool မှာ fan လောက်ရပါတယ်ဆိုတော့ Launch Pool ကိုစပြီးတော့ fan လို့ရတဲ့နေ့ကတော့2025ခုနှစ်မေလ23ရက်မနက်6:00နာရီခွဲကနေစပြီးတော့2025ခုနှစ်မေလ25ရက်မနက်6:00နာရီခွဲအတွင်းကို fan လို့ရပါတယ်ဟိုမှာတော့ကနေ Binance Ballistic လုံးမဲ့အချိန်ကတော့2025ခုနှစ်မေလ26ရက်ည9:00နာရီခွဲမှာဖြစ်ပါတယ် ဆိုရနာဆောင်အနေနဲ့ပြောချင်တာကတော့ဒီ human finance ကတကယ်ပေါ်ဆောင်ရဆိုနှက်ပါမလားပေါ့နော်တကယ်လက်တွေ့ဘဝမှာဒီ credit card တွေငွေချေးရာတွေက defi လောကတွေကိုစပြီးတော့ခြေလှမ်းလာပြီးဖြစ်တယ်အပြင်မှာလည်းဒီ credit card system ကတော်တော်လေးကိုတွန်းကျဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ future money ဖြစ်တဲ့ဒီ cryptocurrency တွေကိုဝင်လာတာကအလားအလာ account တစ်ခုဖြစ်ပါတယ် ပြီးတော့ finance မှာလည်း list လောက်ထားမှာဆိုတော့ယုံကြည်မှုများချီရစေရပေါ့နော်။ဒါပေမဲ့ project အစ်ဖြစ်နေတော့မလို့ risk အနိုင်ငယ်ရရှိပါတယ်။ triple zero နေကလည်းတည့်ရတိုင်းပဲမင်းမဆက်ဆန်တတ်နိုင်ကြနိုင်တာဆိုတော့ပူပြီးတော့သတိထားတတ်ပါတယ်။အရေးကြီးတာကတော့လုပ်ငန်းကြီးတွေကဟိုမှာကိုတကယ်ယုံကြည်ပြီးတော့အသုံးပြုလာရင်တော့ဈေးခုန်တက်ပါမှာပါ။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့အသေးစက်တစ်ခုအနေနဲ့စမ်းချေပြီးတော့ free crypto ရချင်တဲ့ဆိုလို့ရှိရင်တော့ Binance က Huma Launch Pool ကိုတက်ပြီးတော့ try ချလို့ရရပေါ့နော် အာ BNB လေးဝယ်ထည့်နေဆိုလို့ရှိရင်တော့ဒီ link ကနေပြီးတော့သွားဝယ်လို့ရတယ်။ဒီ video ရဲ့ description မှာလည်း link ကြီးချပေးထားမယ်ပေါ့နော်။ပြီးတော့ Binance ကဲ PME coin တွေကလည်းဒီလိုမျိုး passive income ပဲရှာလို့ရတာမဟုတ်ဘူး။ spot to margin တို့ trading လုပ်တဲ့အချိန်မှာ Binance BNB သုံးပြီးတော့ trading fees ပေးမယ်ဆိုရင်25%အောင်မှာ discount ထပ်ရတယ်။အဲ့ဒါက crypto maker ကုန်းနဲ့ဖွင့်ထားလို့20% discount ထပ်ရတာနဲ့မဆိုင်အောင်တော့သူတက်တက်ထပ်ရ။ဆိုတော့ပြောရလို့ရှိရင်ဒီ future trading fees မှာကကြတော့ဒီတန်ပါဆက်ခက်ရတယ်။ဆိုတော့ပြောစင်တာက BME holder တွေဆိုလို့ရှိရင် Binance ပေါ်မှာ passive income ရှာလို့ရတဲ့ project တွေ proof တွေအများကြီးရှိရယ်။အာပြီးတော့ဒီလိုမျိုးတက်တရာတက်တာကြောင်းတွေလည်းအများကြီးရှိရယ်ပေါ့နော်။ကိုက crypto သုံးပြီးတော့ passive income ရှာဖို့စိတ်ဝင်စားရတဲ့သူဆိုလို့ရှိရင်ဒီလိုမျိုး Binance ရဲ့ feature တွေကိုလိုက်ပြီးလေ့လာထားလို့ရတယ်။ crypto trading ဆောင်လုပ်ဖို့အတွက် trading account မရှိသေးဘူးဆိုရင်တော့ Binance မှာ crypto maker foreign သုံးတဲ့ account ဖွင့်ထားလို့ရပါတယ်ဒီလိုဖွင့်ထားရဆိုလို့ရှိရင် trading fee 20% discount နဲ့ crypto maker campaign က reward တွေကိုရနိုင်ပါတယ်ဒီနေ့ video လေးကတော့ဒီမှာပါပဲ crypto maker အားလုံးမဲ့နောက် video မှာပြန်လည်ကြပါဦး